ကျွန်တော်ဘာမှမပြောခင်ဒီဗီဒီယိုကိုအရင်ကြည့်ပါဒီဗီဒီယိုတွေကလူကဘာဖြစ်နေတယ်လို့မိတ်ဆွေတို့ထင်ပါတယ်လေဒါကအိမ်မက်မက်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့ကအိပ်ပျော်သွားတိုင်းကျွန်တော်တို့ရဲ့အုံနောက်ကထူးဆန်းတဲ့လမ်းခီးတစ်ခုကိုစတင်လိုက်ပါတယ်။တခါတည်းမှာကျွန်တော်တို့တွေကပြန်တန်းနေတာတွေကို မြင်မှတ်တတ်ကြပါတယ်။တခါတည်းမှာကျွန်တော်တို့ကိုနောက်ကနေတစုံတူကလိုက်ဖမ်းလို့ထွက်ပြေးနေရတာမျိုးတွေကိုမြင်မှတ်တတ်ကြပါတယ်။မိတ်ဆွေတို့ရောဒီလိုအိမ်မက်တွေမဖူးပါသလား။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အိမ်မက်တွေကဘာကြောင့်ဖြစ်ပေါ်လာတာလဲ။ အဲ့ဒီအိမ်မက်တွေကကျွန်တော်တို့ကိုဘာတွေပြောပြနေတာလဲကျွန်တော်တို့ရဲ့အုံနောက်ကညဘက်မှာဘာတွေလုပ်နေတာလဲပြီးတော့ဘာကြောင့်တချို့အိမ်မက်တွေကကျွန်တော်တို့ရဲ့အသိစိတ်ထဲကနေထွက်မသွားဘဲနဲ့နှိမ့်နဲ့ကြီးပြီးလိုက်လာနေလဲဆိုတာတွေကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါအပြင်ဒီဗီဒီယိုထဲမှာကျွန်တော်တို့အိမ်မက်တွေရဲ့ဖွဲ့စည်းပုံတွေတွေးရများတဲ့အိမ်မက်အမျိုးအစားတွေအိမ်မက်တစ်ခုစီရဲ့နည်းနည်းတဲ့အဓိပ္ပာယ်တွေနဲ့အိမ်မက်တွေကနေ ကိုဘဝဘလို့ကောင်းမွန်အောင်အသုံးချနိုင်မလဲဆိုတာတွေကိုလေ့လာသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့စလိမ့်နဲ့မစိတ်တဲ့စိတ်ပဲဖြစ်ပါတယ် channel လေးကို like and subscribe လို့အပ်တယ် like and subscribe လေးနဲ့ကူညီခဲ့ကြဖို့တောင်းဆိုပါရစေပွင့်ပွင့်လင်းလင်းပြောရရင်အိမ်မက်တွေကိုနားလေခြင်းကတင့်ရန်ကိုပိုင် စိတ်ကိုပုံမနားလေလာစေပြီးတော့တင့်ရန်ဘဝကိုပြောင်းလဲစေနိုင်ပါတယ် ကျွန်တော်တို့စီကိုညာတိုင်းလာလေတက်တဲ့ထူးဆန်းတဲ့အိမ်မက်တွေဟာအမှန်တကယ်တော့ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကကျွန်တော်တို့ကို ပြောပြနေတဲ့လှုပ်ဝက်ချက်တွေပဲဖြစ်ပါတယ်။ဥစွာကျွန်တော်တို့ကအခြေခံအကြောင်းအရာကနေစတင်ကြည့်ရအောင်။ကျွန်တော်တို့အိပ်ပျော်သွားတဲ့အခါမှာအုံနောက်ကဘာတွေဖြစ်လာတာလဲ။အိပ်ဆက်ချင်းဟာစစ်စစ်ဆက်ဆက်စီစဉ်ထားတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်ဟာအစ်င်၅စင်ကိုဖြတ်တန်းရပါတယ်။အဲ့ဒီထဲမှာ Aryan Rapid Eye Movement လို့ခေါ်တဲ့အစ်င်တစ်ခုရှိပါတယ်။ အဲ့ဒီအဆင့်မှာကျွန်တော်တို့ရဲ့မျက်လုံးတွေကမျက်ခွန်အောက်မှာအမြင်လှုပ်ရှားနေကြပါတယ်အဲ့ဒီအာရိယအဆင့်မှာပဲကျွန်တော်တို့ရဲ့အရေးကြီးဆုံးအရှင်းလင်းဆုံးအိမ်မက်တွေကို မြင်မှတ်ကြပါတယ်စိတ်ဝင်စားစရာအချက်ကဘာလဲဆိုတော့အိမ်မက်မက်နေစင်မှာကျွန်တော်တို့ရဲ့အုံနောက်အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ prefrontal cortex ဆိုတဲ့စင်ကျင်တုံတရားဆိုင်ရာနေရာကအလုံးမလုံးတော့ပါဘူးအဲ့ဒါကြောင့်မဲ့အိမ်မက်ထဲမှာကျွန်တော်တို့ဟာမဖြစ်နိုင်တဲ့အရာတွေကိုတော့ယုံကြည်လက်ခံနေတာပဲဖြစ်ပါတယ်ဥပမာ ကျွန်တော်တို့ကအိမ်မက်ထဲမှာပြန်နေတာတွေရေအောက်မှာအသက်ရှူနေတာတွေစတာတွေပေါ့သူဒေသနာတွေရကျွန်တော်တို့ရဲ့အိမ်မက်တွေဟာနေ့စဉ်လှုပ်ဆောင်နေတာတွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေစိုးရင်ပူပန်မှုတွေနဲ့အတိတ်ကအတွေ့အကြုံတွေပေါ်မှာအခြေခံပြီးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်အိမ်မက်တွေဟာကျွန်တော်တို့ရဲ့ဖိနှိပ်ထားတဲ့ဆန္ဒတွေကြောက်ရွံ့မှုတွေလူဝင်ဆန္ဒတွေကိုပေါ်ပြနေတာလည်းဖြစ်နိုင်ပါတယ်လူတော်တော်များများဟာတူညီတဲ့အိမ်မက်အမျိုးအစားတွေကိုမြင်မှတ်ကြပါတယ် အဲ့ဒီအိမ်မက်တွေကိုလေ့လာကြည့်ပြီးဘာတွေပြောပြနေလဲဆိုတာကိုကြည့်ကြည့်ရအောင်ကျွန်တော်တို့အိမ်မက်ထဲမှာတစုံတယောက်ဒါမှမဟုတ်ရင်တရေဒါမှမဟုတ်ရင်တရဝတကောင်ကောင်ကလိုက်လံဖမ်းဆီးနေတာတွေကျွန်တော်တို့ကပြေးနေရတဲ့အိမ်မက်မျိုးတွေကအများဆုံးမြင်မှတ်ကြတဲ့အိမ်မက်တစ်ခုပဲဖြစ်ပါတယ်ဒီလိုအိမ်မက်တွေကတင့်ဘဝမှာရှောင်လွှဲနေတဲ့ပြဿနာတစ်ခုခုရှိနေတယ်ဆိုတာကိုပေါ်ပြနေတာပါဒါမှမဟုတ်ရင်စိုးရင် ပူပန်မှုတွေ ဖိအားတစ်ခုခုကိုတင်ကရင်းဆိုင်နေရတယ်လို့လဲပြောနိုင်ပါတယ်ဒီလိုအိမ်မက်တွေမက်လာခဲ့ရင်တော့ကိုယ့်ရဲ့ဘဝကိုတိကျပြန်ပြီးတော့ပိုင်းခြားဆန်းစစ်ရမှာမဖြစ်ပါဘူးဘယ်ကိစ္စတွေကကိုယ့်ကို စိတ်ဖြည့်စည်းနေတယ်လဲကိုယ်ရင်းဆိုင်မှုရှောင်နေရတဲ့ဆုံးဖြတ်ချက်တစ်ခုခုရှိနေလားဆိုတာကတော့ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမှာပဲဖြစ်ပါတယ်နောက်ထပ်အိမ်မက်အမျိုးအစားကတော့ကြာစင်ချင်းအိမ်မက်အမျိုးအစားတွေပဲဖြစ်ပါတယ်ကြောက်ကမားတွေကနေပြီးတော့ ပြုတ်ကြတာမျိုးတွေတိုက်ပေါ်ကနေပြုတ်ကြတာမျိုးတွေတဏီရကနေပြုတ်ကြနေတဲ့အိမ်မက်မျိုးတွေကိုမတ်ဖူးပါသလားဒီလိုအိမ်မက်မျိုးတွေကတော့ကျွန်တော်ကတော့အကျဉ်းချင်းမတ်ဖူးပါတယ်စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီအိမ်မက်အမျိုးအစားတွေဟာဘဝမှာထိန်းချုပ်မှု ဆုံးရှုံးနေတဲ့ခံစားချက်တွေကိုညွန်ပြနေတာပါအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရတော့မယ့်အချိန်ဘဝရဲ့ပြောင်းလဲမှုတစ်ခုကြုံတွေ့နေရတဲ့အချိန်ဒါမှမဟုတ် တင်းရဲ့ဘဝလမ်းကြောင်းနဲ့ပတ်သက်ပြီးမတိကျမရေရာဖြစ်နေတဲ့အချိန်တွေမှာဒီလိုအိမ်မက်မျိုးတွေကိုမြင်မက်လीရှိပါတယ်။ထူးဆန်းတာတစ်ခုကဒီအိမ်မက်မျိုးမြင်မက်နေတဲ့အချိန်မှာအများစုကအဲ့ရကနေကြမ်းမြင့်ပေါ်ကြတဲ့အထိဒဏ်ရာရအောင်မထိခတ်လိုက်ကြပါဘူး။ကျွန်တော်တို့ကစက္ကနဲနိုးလာတဲ့အချိန်မှာပဲဖြစ်နေတာပါ။နောက်အိမ်မက်အမျိုးအစားတစ်ခုကတော့လေထဲပြန်တန်းခြင်းအိမ်မက်အမျိုးအစားတွေပဲဖြစ်ပါတယ်။အခုတော့ကောင်းတဲ့အိမ်မက်ဒီဘက်ကိုပြောင်းကြည့်ရအောင်။ ပြန်တန်းတာကိုမြင်မဲ့တယ်ဆိုတာလွတ်လပ်ခြင်းကိုတောင်းတနေတဲ့ခံစားချက်တွေကိုကိုကိုတံမိုးထားမှုတွေမြင့်တက်လာခြင်းတွေအခက်ခဲတွေကိုကြော်လွှားနိုင်တဲ့အခြေအနေမျိုးကို ရောက်ရှိလာခြင်းတို့ကိုပြောပြနေတာပါဒီအိမ်မက်မျိုးဟာမိတ်ဆွေတို့ရဲ့ဘဝမှာပြောင်းလဲမှုတစ်ခုလှုပ်ဆောင်နိုင်မှု အစင်းသင့်ဖြစ်နေပြီဆိုတာကိုလည်းညွန်ပြနေနိုင်ပါတယ်လူတိုင်းလူလူကဒီလိုအိမ်မက်မျိုးကို အပေါင်းလက္ခဏာဆောင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ခံစားကြပါတယ် မိတ်ဆွေတို့လည်းဒီလိုအိမ်မက်မျိုးကိုမြင်မှတ်မိရင်အမှန်တကယ်ပဲပြန်တန်းနေတဲ့ခံစားချက်နဲ့နိုးလာနိုင်ပါတယ်။နောက်အိမ်မက်အမျိုးအစားတစ်ခုကတော့သွားရီကြွေကြတဲ့အိမ်မက်အမျိုးအစားပဲဖြစ်ပါတယ်။သွားရီကြွေနေတာကိုမြင်မှတ်တယ်ဆိုတာအမျိုးသမီးတွေရောအမျိုးသားတွေပါထက်ခါထက်ခါမြင်မှတ်တတ်တဲ့အိမ်မက်တစ်ခုပဲဖြစ်ပါတယ်။လူကြီးသူမတွေကဒီလိုအိမ်မက်မက်တယ်ဆိုရင်နမိတ်မကောင်းဘူးလို့လေပြောဆိုတတ်ကြပါတယ်။ဒီလိုအိမ်မက်မျိုးတွေကကိုယ့်ရဲ့ပုံရိပ်အပေါ်မှာ စိုးရင်ပူပန်မှုတွေဆုံးရှုံးမှုကိုကြောက်ရွံ့ခြင်းဒါမှမဟုတ်ရင်ကိုယ့်ဘဝတိဆောက်ပုံအပေါ်ယုံကြည်မှုမရှိခြင်းတို့ကို ပြောပြနေတာပါဒီမှာစိတ်ဝင်စားစရာကောင်းတာကဒီလိုအိမ်မက်မျိုးဟာကျွန်တော်တို့အသက်ကြီးလာတဲ့အခါဘဝမှာအပြောင်းအလဲတွေရှိလာတဲ့အခါမှာပုံမှုမက်လေရှိပါတယ်နောက်တစ်ပိုင်းအနေနဲ့အိမ်မက်တွေကိုလက်တွေ့ဘဝအတွက်အသုံးချရင်ဆိုတဲ့အပိုင်းကိုဆွေးနွေးပြပါမယ် အိမ်မက်တွေဟာကျွန်တော်တို့ရဲ့စိတ်ကံစားချက်တွေနဲ့မတီးစိတ်တွေမှာဖျောက်ထားတဲ့အကြောင်းအရာတွေကိုဖော်ပြတဲ့ကြည့်မှန်တစ်ခုပဲဖြစ်ပါတယ်။ဒီအပိုင်းမှာအိမ်မက်တွေကိုဘလို့လက်တွေ့ဘဝမှာအသုံးချနိုင်ကြောင်းကို လေ့လာသွားပါမယ်။အိမ်မက်တွေကိုအကျိုးရှိစွာအသုံးချနိုင်ဖို့အတွက်ပထမဆုံးလှုပ်ဆောင်ရမှာကအိမ်မက်မှတ်တမ်းစတင်ထားရှိရမှာဖြစ်ပါတယ်။ဒီလိုထားရှိဖို့အတွက်ဆိုရင်ရေးမှတ်ဖို့အတွက်မှတ်စုစာအုပ်တုံးနဲ့ ဘောပဲဒါမှမဟုတ်ခဲတဲ့တစ်ချောင်းလိုပါမယ်အဲ့ရမှာ နိုးတဲ့ခြင်းရနေပြီးတော့အိမ်မက်တီကိုမမေ့ခင်မှာချက်ချင်းရေးမှတ်နိုင်မှုအတွက်အဲ့ရအနာမှာမှတ်စုဆောင်တဲ့ဘောပင်ကိုထားရှိရပါမယ်ဘလို့စနစ်တကျရေးမှတ်ရမလဲဆိုရင်တော့ကိုမက်ခဲ့တဲ့ရက်စွဲအိမ်မက်မဲ့တဲ့နေရာတွေပုံရိပ်တွေခန်းစားချက်တွေနဲ့တီးကြားထူးကြားတဲ့အချက်တွေကို အသေးစိတ်မှတ်တမ်းတင်ထားမှာပဲဖြစ်ပါတယ်ဒီလိုမှတ်တမ်းတင်တာကိုလည်းနေ့စဉ်လုပ်ဆောင်ရပါမယ် ဲ့လိုပုံမှန်လုံဆောင်ခြင်းအပြင်အိမ်မက်တွေကိုပုံမှန်မှတ်မိလာပြီးတော့တရှိနားလည်လာနိုင်ပါတယ်အိမ်မက်ထက်ကပုံရိပ်တွေတင်ကြီးဓာတ်တွေနဲ့ခန်းစားချက်တွေကိုစီစစ်လေ့လာရမှာပဲဖြစ်ပါတယ်အဲ့ဒီလိုအိမ်မက်တွေကကျွန်တော်တို့ရဲ့ဘဝမှာဘယ်အရာကိုကိုးစားပြုနေတာလဲဆိုတာကိုသိရှိနိုင်ပါတယ်ထပ်တလဲလဲအိမ်မက်မက်တဲ့အကြောင်းအရာတွေဟာမဖြေရှင်းရသေးတဲ့ပြဿနာဒါမှမဟုတ်အရေးကြီးတဲ့ကိစ္စရက်တွေကိုညွန်ပြနေနိုင်တာလည်းဖြစ်နိုင်ပါတယ်အိမ်မက်ထဲမှာ ခံစားရတဲ့စိတ်ခံစားချက်တရားတကယ်ဘဝမှာဖျောက်ထားတာဒါမှမဟုတ်ရင်လှစ်လူချူထားတဲ့ခံစားချက်တွေကိုပေါ်ပြနေခြင်းလည်းဖြစ်နိုင်ပါတယ်။အိမ်မက်တရားကျွန်တော်တို့ရဲ့မသိစိတ်ကပြဿနာတွေကို ဖြေရှင်းရဲ့နီးလန်းတွေကိုတစ်ခါတလေမှပေါ်ပြပေးနိုင်ပါတယ်။အဲ့ရမဝင်မီမှာဖြေရှင်းလို့တဲ့ပြဿနာတွေကိုစိတ်ထဲမှာတေချာစဉ်းစားရပါမယ်။အိမ်နေစဉ်မှာတင်းရဲ့မသိစိတ်ကနေဖြေရှင်းနည်းတွေကိုတွေးတောပေးပါလိမ့်မယ်။ အိမ်မက်ကအကြံဉာဏ်တွေကိုရယူပြီးတော့လက်တွေဘဝမှာအသုံးချကြည့်ရမှာပဲဖြစ်ပါတယ်။အိမ်မက်တွေရည်ရရှိတဲ့ကန့်သက်ချက်မရှိတဲ့ပုံရိပ်တွေနဲ့အတွေးခေါ်တွေဟာဖန်တီးမှုစွမ်းရည်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ဥပမာ အနုပညာရှင်တွေအတွက်ဆိုရင်အိမ်မက်ထဲကပုံရိပ်တွေကိုလက်တွေ့အနုပညာဖန်တီးမှုနေရာမှာ အသုံးပြုနိုင်ပါတယ်။စာရေးဆရာတွေအတွက်ဆိုရင်လည်းအိမ်မက်ထဲကဇလန်းတွေဇက်ကောင်တွေကိုစာပေဖန်တီးမှုတွေမှာအသုံးပြုနိုင်ပါတယ်။ တီထွင်သူတွေအနေနဲ့လည်းအိမ်မက်ထဲမှာထူးခြားတဲ့အတွေ့အမြင်တွေအတွေ့အကြုံတွေကိုတီထွင်မှုအတွက်အသုံးပြုနိုင်ပါတယ်။အိမ်မက်တရားအမှန်တကယ်လိုလားမျှော်လင့်ချက်တွေကိုပေါ်ပြနိုင်ပြီးတော့ဘဝပန်းနိုင်တွေကိုလည်းပုံမှန်ရှင်းလင်းစွာ မြင်နိုင်စေပါတယ်။အိမ်မက်တွေရရင်တစဉ်ဒီလိုမျိုးလက်တွေ့ဘဝမှာအကျိုးရှိတာတွေကိုဖန်တီးယူနိုင်ပါတယ်။မိษွေတို့ရောဘလို့အိမ်မက်တွေထူးထူးဆန်းဆန်းမဖူးလဲဆိုတာကိုကွန်မန့်မှာမှန်ပေးခဲ့ကြပါအောင်နော်။ အဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာဆုံပါမယ်။အိုင်တာတကီ။ありがとうございます。